ရှင်းတယ်မှာတော့ဘယ်မှမခံစားဘူး။အဓိကကတော့တဲတဲနဲ့တတာနဲ့နှောက်လိုက်တာစအောင်ပါလား။ အရင်ဆုံးကဒီရဲ့အတိတ်ပဲပါလဲဆိုတော့အရင်ပြောပြလိုက်တယ်ပြောပြပြတဲ့အချိန်မှာ तू ကလိုက်လိုက်ပြီးဆိုရင်းဆိုရင်းနဲ့အာ तू ရှိမှာနားနားမလဲအချိန်ကျ तू မူရနဲ့လေအာလိုက်ပြလိုက်တယ် तू ကျွန်တော်တနေ့ကငိုပြီးပြောတယ်ပေါ့နော်ဆရာရဲ့သမီးတဲ့အစားတောက်တွေရှောင်ရလို့တဲ့ငိုပြီးသွားပြီးတဲ့ဆရာရဲ့အဲ့လိုမျိုးတော့ပြောတယ်ခင်ဗျာအဲ့ဒါသူရဲ့ control လုပ်တဲ့ဟာပေါ့နော်ငိုကဘာလို့လဲဆိုအစားတောက်ရမ်းမှတ်တယ်လေ तू ကခုခုစားပြီဆိုလို့ရှိရင် तू အရင်ရောက်လာပြီးဘေးကိုအဲ့လိုမျိုးခါကျတော့သူ့အနေနဲ့ခုချိန်မှာအရင် control လုပ်ရတာ ောင်ဆုံးနဲ့ပေါ့နော်ဒါကျွန်တော်ရှိမှာမိုးရဲ့မင်္ဂလာပါမစ္စပြန်ပါရဲ့ပေါ့နော်မိုးရဲ့ပထမအောင်ဆုံးအင်ခန်းလေးစရဲ့ပေါ့နော်ဒီနေ့သူရဲ့အင်ခန်းလေးစတော့ခါကြ commercial တွေကနေပြီးတော့ဒါ percentage လေးနှုတ်ပြီးတော့ခါကြကျွန်တော်တို့အလူလေး charity လေးစလုပ်ဖြစ်တာပါခင်ဗျဟုတ်အာဒီနေ့ပေါ့နော်မိုးတို့ဒီအစားအသောက်တွေစားတော့အဓိကအစားအသောက်ကိုအာ120စားပေါ့နော်120 120 120 120စာကိုအာမိုးဒီမိုးပဲပထမဆုံးလောအားကာတိပြီးတော့ဒီမင်္ဂလာပါ miss မြန်မာနဲ့တွေ့ရတဲ့အချိန်မှာပထမဆုံးလောအားကာတိဖြစ်တဲ့အတွက်ကြောင့်စပြီးတော့ပြပြတာဖြစ်ပါတယ်။အာမနိုင်ပြအရန်ပီတီဖြစ်ပါတယ်တကယ်လိုအပ်တဲ့နေရာတွေမှာလှူဒါန်းနိုင်တဲ့အတွက်ပေါ့နော်ကျွန်တော်တို့လည်းဒါနောက်ပိုင်းကျရင်လည်းဒါမိုးရဲ့အိမ်ခန်းနေရာတွေပြီးတော့လည်းဒါ charity အနေနဲ့ဆက်ပြီးလှူဒါန်းဖြစ်ဖို့ရှိပါမယ်လို့ဟုတ်ကဲ့ပါ မိုးစလေအရန်ပြော်ရရဲ့သူတို့ရောက်သွားတဲ့အချိန်မှာသူတို့အရန်ဝမ်းသာတဲ့အချိန်ပြီးတော့ရုံစင်းတဲ့အချိန်လေးလည်းဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်အကုန်လုံးကပြင်းမှန်းနေတဲ့အချိန်လေးမှာဒီလိုမျိုးလူဒန်းလိုက်ရတဲ့အတွက်လည်းတကယ်တကယ်မိုးနေတဲ့ PT အများကြီးဖြစ်မိပါတယ်ကွန်ထရိုးလုပ်ရတာနဲ့ပတ်သက်ပြီးတော့သူပြောရမယ်ဆိုသူကျွန်တော်တနေ့ကငိုပြီးပြောတယ်ပေါ့နော်ဆရာရဲ့တမီးတဲ့အစားတောက်တွေရှောင်ရလို့တဲ့ငိုပြီးသွားပြီးတဲ့ဆရာရဲ့အဲ့လိုမျိုးတော့ပြောတယ်ခင်ဗျာအဲ့ဒါသူရဲ့ကွန်ထရိုးလုပ်တဲ့ဟာပေါ့နော်ရဲ့ကြီးမားဆုံးကွန်ထရိုးပါ မူကဘာလို့လဲဆိုအစားတောက်ရမ်းမှတ်တယ်လေသူကခုခုစားပြီဆိုလို့ရှိရင်သူအရင်ရောက်လာပြီဘေးကိုအဲ့လိုမျိုးဆိုတော့ကျတော့သူ့အနေနဲ့အခုချိန်မှာအရင် control လုပ်ရတာပေါ့နော်ဘာလို့လဲသူခန္ဓာကိုယ်ဒီထက်ပိုပြီးတော့လည်းလှသိခြင်းတယ်အကျွန်တော်တို့ရဲ့ဘိုးချင်းက trainer ကိုမင်းခန္ဓာလေးတခြားလေးကြည့်ပြီးတော့ပေါ့နော်ခန္ဓာကိုယ်နဲ့ပတ်သက်ပြီးတော့တခြားလေး train ပေးရပေါ့နော်တသေးတော့လို့ပေါ့ဆရာအတိဆုံးပေါ့နော်ဆရာစုစုရှိတယ်ခုခုအရှိရောက်ရတယ်တမိစားလေစားပါတမိတမိစားပါဘာမှဖြစ်ပါဘူးစားဆိုပြီးပြောရပေါ့နော်အမှန်တည်းပြောရင်နော်စားရင်တော့တွေ့လိုက်ပြီးထားပြီးတော့အဲ့ဒါကြောင့်တိတယ်လေဆရာစားဆိုရင် အဲ့မကြည့်တော့အဲ့အဲ့ဘက်ကအောင်တော့မကြည့်တော့အဲမိုးအနေနဲ့ရန်အခက်ကြီးဆုံးရတော့အဲ့အစားတော့ control ရတာပေါ့နော်ဘာလို့ဆိုတော့မိုးကအရန်အစားကြိုက်တယ်စားကြိုက်တာ miss grand เนี่ยလုံးဝတည်ရဆရာတို့ဆိုလို့ရှိရင်စပြီးတော့ဟဲ့တခါပထမကန်းချီသွားတဲ့အချိန်မှာတည်းကအစားတော့ကြိုက်မှန်းတည်သွားဟုတ်တယ်သူရဲ့စုမျက်ကြီးရယ်အရှမ်းလူပါမိုးကမထင်ရအောင်တော့လို့အစားတော့ကြိုက်မှာပေါ့အမထင်ရတယ်ထင်ရတယ်အမလောက်ခဏကိုကြီးကြီးလိုက်လေ ော့အကုန်ကြိုက်တာအကုန်ကြိုက်တာအစားတော့ဘယ်အစားတော့ပဲဖြစ်ဖြစ်ကိုစားနေရရင်အာနည်းနည်းလေးဘာမှမဟုတ်ပဲနည်းနည်းလေးမြည်လိုက်ရရင်တော့မှစိတ်ကကျိန်းတတ်နေရအဲ့ဒါအမှန်တမ်းပြောရင်ဒီထဲမှာကျွန်တော်ကကျွန်တော်ကအစားတော့အထင်ဆုံးပဲ ဟုတ်တယ်အေးလာမယ်ဒီအကုန်လုံးထဲမှာတော့ကျွန်တော်ထိတ်တယ်ကျမရေလိုက်ဆုံးဆုံးပဲကျွန်တော်က sugar တွေ sodium တွေဖြတ်ထားတာဆိုတော့လေကြာပြီဆိုတော့ခေါင်းကအ Cosmo ရဲ့ CEO အောင်ပြောတယ်သူနောက်နောက်နောက်ဘဝကျမှလည်းသူလုံးတော့မယ်တကယ်မလားမလုံးနိုင်တော့ဘူးတဲ့ဒီဘဝတော့ဖြစ်နိုင်တော့ဘူးတဲ့သူပြောနေတိုင်းစားနေတာနေတိုင်းစားနေရတယ်ဟုတ်ဟာတာလေးပေါ့ဒါ တော့ဒီကအခုပေါ့နော် international မှာအဲ့ဒါလေးတွေပို့ပြီးတော့အများကြီးပေါ့နော်ဒါလည်းဟိုကိုမြန်မာနိုင်ငံကအလားမေးအတွက်ကောင်းခြင်းတစ်ခုပါပဲလို့ဟုတ်ရှစ်တဲ့ပုံမှာရှိတယ်မမတော့ဘယ်မှမကန်စားဘူး။အဓိကကတော့တဲတဲနဲ့တတာနဲ့နှောက်လိုက်တာဆက်သွားတာပေါ့နော်။တဲတဲနဲ့တတာနဲ့နှောက်လိုက်တော့ခါကျတော့အဲ့ဒီမှာအဲ့ပုံလေးတွေကအရန် international ဘက်မှာပေါက်သွားတာပေါ့ဟုတ်။အချင်းတွေပါဘာမှလုပ်လိုက်စရာနော်။ဟုတ်တယ်ဟုတ်တယ်။ပြီးသူ့ဘက်ကလည်း Vietnam နဲ့လေ Vietnam အာ background music နဲ့ TikTok ကိုတင်ပေးလိုက်တယ်တကယ်ဆိုတာကျွန်တော်အဲ့ဟာနားမလည်ဘူးပြီးတော့မှသူရှင်းပြမှာအော်ဒါဒိတ်ဖေကဒီလိုသားဆိုရဲသိရပေါ့နော်သူဆိုလို့ရှိရင်လည်းအများကြီးတင်တာမြန်တယ်နော်ခဏလေးနဲ့ကုန်ကြည့်ကျွန်တော်ရဲ့အဘဝမှာပေါ့နော်ကျွန်တော် beauty queen လေးအများကြီးတွေ့ဘူးတယ်အဲ့ထဲမှာမှဒါသူဒီ humble ဖြစ်ဆုံးပေါ့နော်တကယ် humble ဖြစ်တယ်တကယ် warmly အရင် welcome ချင်တော့တယ်လို့သူစိတ်ထဲမှာခံစားရတယ်ပြီးတော့နောက်တစ်ခုကအရင်ကိုချစ်မွေးပါပြီးတော့ပေါ့နော်အရင်ကိုဖြူစင်တဲ့ပုံစံမျိုးလေးဒါမိရအမကြီးလည်းတွေ့မှာပေါ့နော်တကယ်ဟိုအရင် ျွန်တော် queen တွေ beauty queen တွေအများကြီးဖိတ်ဖူးတယ်နောက်တစ်ခါ beauty queen တွေအများကြီးလည်းတွေ့ဦးတယ်ပေါ့နော်အဲ့တွေ့ဦးတဲ့နေရာမှာဒါသူဒီတကယ်ကိုဟိုဘယ်လိုပြောမလဲဆိုတော့တကယ်ကိုတကယ်ခိုင်းဖြစ်ပါရိုးတတားနဲ့တကယ်အရန်ကျင်နာတနာတဲ့တဲ့ထင်မှာပါတယ်ပေါ့နော်ကျွန်တော်တို့လည်းဆိုလို့ရှိရင်တကယ်မသိရင်တကယ်ချင်းအရင်ကြီးတွေ့ဖြစ်သွားလို့မျိုးအရန်ခင်တာပေါ့နော်အဲ့လိုမျိုးလေးဆိုဟုတ် see you လေဟာ see you ချစ်ကြ see you ကတော့ဒီမီဒီယာမားတွေကစာချစ်ကြတယ်ဟုတ်လားဒီလိုပြောကြမလို့တော့ပါဟုတ်အော်ဒီ only one ဆက်ဒီဆက်ဒီကပါရဲ့ only one တခါချက်ဖြစ်လိုက်ပဲ င်ဆုံးကဒီရဲ့အတိတ်ပဲပါလေဆိုတော့အရင်ပြောပြလိုက်တယ်ပြောပြတဲ့အချိန်မှာ तू ကလိုက်လိုက်ပြီးဆိုရင်းဆိုရင်းနဲ့အာ तू ရှိမှာနားနားမလဲအချိန်ကျ तू မူရနဲ့တယ်အာလိုက်ပြလိုက်တယ်အတိတ်ပဲမင်းသိလားအတိတ်ပဲမင်းရဲ့အတိတ်ပဲကိုတရားရှင်းပြလိုက်တယ်ရှင်းပြလိုက်ချိန်မှာ तू သဘောပေါက်သွားတယ်ဒီအတိတ်ပဲမှန်သိသွားတယ်သိသွားပြီးတော့နောက်ဆုံးမှအဲ့အတိတ်ပဲပေါ့ကို तू ပြီးတော့ तू ဆက်ပြီးတော့မဆူတက်တဲ့နေရာလေးကြားလို့ရှိရင်အဲ့အတိုင်းကို तू တရုပ်ဆောင်လိုက်တယ်ပေါ့နော်အမှန်တိုင်းပြောရရင်ကျွန်တော်နဲ့အာဒီ Cosmosio နဲ့ဟင်နရီနဲ့ခင်တာ9နှစ်လောက်ရှိပြီ ခုနှစ်လောက်ရှိပြီဒါ Instagram မှာတောင်းတဲ့ပြောင်ခင်ပြီးစကားတွေပြောပြတဲ့အာကြာကြာပြီပေါ့နော်အာသူအရင်တော့က Miss Universe Venian နဲ့ gain ကလေးကခင်တာပေါ့နော်ဒါနောက်ပိုင်းသူ Cosmo ဆိုပြီးပြောင်းလိုက်တဲ့အချိန်မှာမနစ်ကသူအာကျွန်တော်ရှေ့ကနေပြီးအလှမဲ့တောင်းနေပေါ့နော်အဲ့အချိန်မှာတော့လည်းမိုးမိုးကိုလည်းအဲ့တော့ကန်လန်ပူရဲတစ်ခေါက်ကန်လန်တော့ကမိုးကအဲ့တော့ကကြာတော့ဘလို့ဖြစ်လဲဆိုတော့သူကကြောင်းတက်ရမှာရောပါရောကြောင်းကအဲ့တနည်းမှမတက်ဘူးဆိုသူအတန်းနေဆိုရရခွာပြီးဟသွားတော့မှလေအဲ့လိုမျိုးအချိန်တွေကြောင့်မနစ်ကမိုးကိုမလွတ်ဖြစ်လိုက်ဘူးပြီးတော့နောက်တစ်ခုကကြာနောက်ပြောက်ကိုလွတ်ဖို့ကြာတယ်ကျွန်တော်ကမနစ်ကကြာတော့လေကျွန်တော် target က်ဒီလုံးဝ crown ရမယ်ဆိုတော့ target အနေနဲ့သွားနေရတယောက်ပဲကျွန်တော်နိုင်တာလေအဲ့တော့ခါကျအဲ့လိုလွတ်နေတဲ့အချိန်မှာဆိုတော့မနစ်ကမလွတ်ဖြစ်လိုက်ဘူးပေါ့နော်ဟုတ်ဒါကတော့ကျွန်တော်တို့မင်္ဂလာပါ miss ပြန်ပါနဲ့ကျွန်တော်ကိုရိုင်း national director လွတ်လုတ်ပြီးတော့လွတ်တဲ့ဒါကျွန်တော်ရဲ့ပထမအဦးဆုံးနေ့ရက်ဒါမြင့်မြတ်မှုကကျွန်တော်အလှမယ်ပါပဲလို့ဒီနေ့ရက်ပေါ့နော်အာကျွန်တော်ရှေ့မှာပြန်ခဲ့တဲ့ခေစာတို့ဘာလို့ကြာတော့ဒါကျွန်တော်ကိုရိုင်း national director ယူထားတာမျိုးမဟုတ်ဘူးမဟုတ်ဘူးဒါကျွန်တော်က event အနေနဲ့ဂိုင်ပေးတယ်ပြီးတော့လိုအပ်တဲ့အကူအညီတွေကျွန်တော်အနေနဲ့ကူညီပေးတယ်တလောက်ပါပဲဗျာဟုတ် ဒါပြိတ္တတွေလည်းရှင်းလင်းသွားတဲ့ခါလေးဖြစ်ကြပြီးချင်းဖြစ်ပါတယ်